Hey guys. ရအောင် Stone X မှာကျေစုပါတယ်။စောက်ကြမ်းကြီးဆိုတဲ့အတိုင်းအခုရှင်းပြပေးမယ့် Absolute Batman Issue Number 6ကအကြမ်းဆုံး Batman Issue တစ်ခုလို့တတ်မှတ်ရလောက်အောင်စောက်ရမ်းကြံတန်းပြသွားခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Absolute Batman အတွက်ပထမအဦးဆုံး Boss Fight Black Mask ကိုသင်္ဘောပေါ်အထိတက်ပြီး share တိတ်တာတွေ share ပြင်းတာတွေကိုမြင်ရမှာမို့လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထိကြည့်သွားပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကို like support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USB PN လေးခံပြီးရကြည့်ပေးကြဖို့ရက်တက်လာတဲ့ညညာလေးတွေကိုဆုံးအောင်အထိကြည့်ပေးကြဖို့

โอเคနောက်ဆုံးဖြစ်ခဲ့တာကတော့ဘတ်မန်ကကြီးကြီးမားမားပြဿနာရှာခဲ့တာပဲ Black Mask ကသူ့ကိုဘတ်မန်ခေတ္တမလုပ်ဘဲနဲ့ငြိမ်နေပေးဖို့ကံလန်းခဲ့ပေမဲ့ဘတ်မန်ကရှင်းချဖို့အတွက်ပဲကြိုးစားခဲ့တယ်။အန်ဒိုင်ယာကြီးကြီးမားမားရပြီးတော့တိုက်ပေါ်ကနေပြီးတော့ပြုတ်ကျသွားခဲ့ပါတယ်။တဖက်မှာဆိုရင်လည်းဘတ်မန်ရဲ့အမေမာသာနဲ့ဂျင်ဂေါ်ဒန်တို့ကဆွေးနွေးပွဲအပြီးပြန်လာကြချိန်မှာလမ်းမလူတွေကတစ်တာပုံတွေဖွင့်ပေါင်းနေတာကိုတွေ့လိုက်ရတယ်။တစ်တာထဲမှာကတနတ်တွေမျက်နှာပုံတွေရှိနေတယ်။ Black Mask ကဒူစီရိုက်တမားတွေမြားတဲ့ဂေါ်ဒန်မျိုးကြီးတစ်ခုလုံးနေရအနံ့ကိုအခုလိုလက်နက်တစ်တာတွေဖြန့်ထားလိုက်ပြီးဖြစ်တယ်။ဒီတညာ ားမှာမြို့ကိုအပီးဖြက်စီးဖို့အတွက်ရည်ရွယ်ထားပါတယ် TV တည်င်းတွေကနေရအနှံ့တွေမှာကိုကြီးညာချက်တွေထွက်လာတယ်ကော်တန်မြို့သူမြို့သားများအားလုံးဒီအန်ရဲကင်းအောင်အတွက်အိမ်ထဲမှာပဲနေကြဖို့အတွက်နှိုးဆော်နေကြပါတယ်ဒါရီအားလုံးကိုဖြစ်အောင်ဘတ်မန်ကမှုလိုက်တာပဲအခုဆိုရင်မြို့အနက်နေရအနှံ့မှာမျက်နှာဖုံးတက်လက်နက်ကင်တွေပေါ်ပေါ်လာကြပါပြီဘတ်လူတိုင်းကတော့ရုတ်တရက်ကြီးမျက်နှာဖုံးကိုတက်လိုက်တာနဲ့မကောင်းမှုတွေကိုလှုပ်ချင်စိတ်ဘလို့လို့ပေါ်လာမှလဲဟုတ်တယ်မလားဒါကြောင့်မာသာကအနီးနားမှာရှိနေတဲ့မျက်နှာဖုံးတစ်ခုကိုကောက်တက်ကြည့်ပြီးတော့ချင်းကော်ဒန်ကိုကြည့်လိုက်တဲ့အချိန်မှာ identify သူဘယ်သူလဲဆိုတာကိုအတီးပြူချက် တွေပေါ်လာတယ်။ပြီးတော့ Mayor Gordon တပ်ပြစ်မယ်ဆိုရင်ဘလောက်ဘလောက်ရပါမယ်ဆိုရဲအမောင်းတွေပါပေါ်လာခဲ့ပါတယ်။ဘလောက်တောင်ဆိုလဲဆိုတော့ Mother တို့ Jim တို့လို Public Figure တယောက်ကိုတော့မှမဟုတ်ပဲ Diamond Civilian တယောက် Random Mutant တယောက်ကိုတပ်ပြစ်တယ်ဆိုရင်တော့မှအ ਨੇ ဆုံးဒေါ်လာ1000ရရတယ်ဆိုတာကိုမြင်ရပါတယ်။ Bad Gang ကောင်းတာက Jim တို့စီကိုလာနေတဲ့ကောင်းမှာတော့မျက်နှာဖုံးရှိမနေသေးပါဘူး။တစ်ဖက်မှာဆိုရင်တော့ Killer Croc ကသူ့ရဲ့ Jim နဲ့မှအပြင်မှာဖြစ်ပျက်နေတဲ့ Riot တိစုပူမှုတွေကို TV ကနေပြီးတော့ကြည့်နေပါတယ်။ And တယောက်ယောက်က Jim နဲ့ကိုဖောက်ဝင်လာတဲ့အတန်ကိုကြားလိုက်ရတယ်။ Wayland ကစကလုံးနေနဲ့ချင်း ချောင်းနေသေးပေမဲ့ it's bruce သူရဲ့တငယ်ချင်း bruce ဖြစ်နေပြီးတော့ batman ဝတ်ဆုံမှုပါတွေ့တွားခဲ့ပါတယ် bruce ကလည်း yes ငါက batman ပဲငါမင်းရဲ့အကူအညီကိုလိုရင်းနဲ့အတိတ်ကိုလွှင့်စင်တွားခဲ့ပါတယ် bruce တို့တငယ်ချင်းတအုပ်ကစားနောက်နေကြရင်းနဲ့အတူတူအိတ်နေကြတာကိုမြင်ရတယ်မာတာကမိပိတ်လိုက်တော့မင်းတော့ဆိုပြီးတော့ပြောလိုက်တဲ့အချိန်ချောင်းတစ်ခုထဲမှာလူတယောက်ကရှိနေခဲ့တယ်အဲဒီလူက bruce ရဲ့အမေကိုပြစ်တတ်သွားလိုက်ပါတယ် no bruce က on in and land လို့လာတယ်ပြီးတော့အခန်းထဲမှာရှိနေတဲ့သူ့ရဲ့အမေပေါင်းပေါ်မှာသွားပြီးတော့လက်အိတ်နေမိပါတယ်လက်ရှိအချိန်မှာတော့ပင်ကွင်းက batman ကိုဆူဆဲပြီးလေရင်တစ်ခုနဲ့နေရာ တစ်ခုစီကိုခေါ်သွားပေးနေပါတယ်။ဘက်မန်ဆိုတာကိုသူတို့ကမပြောတဲ့အတွက်စိတ်ဆိုးနေတယ်။ဘရုစ်ကသူတို့ကိုကာကွယ်ပေးခြင်းလို့ဖြစ်ကြောင်းကိုရှင်းပြနေပေမယ့်အခုအားလုံးကစိတ်ဆိုးနေတာ။ Killer Croc ဆိုရင်မင်းကိုထိုးပစ်ခြင်းနေတယ်။ရှင်းနေဟာဗီဆိုရင်မင်းကိုဖမ်းခြင်းနေတယ်။ Riddler ဖြစ်တဲ့ Eddie ကတော့သူခံမှန်းမိတာအချိန်အနည်းငယ်ကြာပြီဆိုပြီးတော့ပြောတယ်။ Selena Catwoman ကတော့မိုက်တယ်ဆိုပြီးတော့ထင်မှာဆိုပေမယ့်ငါကတော့မင်းကိုစောက်ရမ်းစောက်ရမ်းပေါင်နေပြီဆိုပြီးတော့ပြောတဲ့စကားမဆုံးခင်မှာပဲ။ Batman ကအရာတစ်ခုကိုလမ်းပြီးတော့ပြလိုက်ပါတယ်။ Riddler ရဲ့စက်ရုပ်ပြောတာအရာဆိုရင် Gotham မြို့ရဲက network တွေကိုချိတ်ဆက်ထားတဲ့စ ဆာဗာကဒီတင်မောပေါ်မှာရှိနေလိမ့်မယ်အဲ့ဒါကိုငါကဖောက်ခွဲပြရမယ်ဆိုပြီးတော့ပြောတဲ့အခါဘင်ကွင်းကမင်းယူးနေလားပေါ့ဒါကရေလေမှာငါကအခုကော်တန်ကိုပြန်ဖို့အထီအောင်မှာစီလောက်လားဆိုတာကိုမသိရမင်းကအဲ့ဒါကိုဖောက်ခွဲပြီးပြီဆိုရင်ဘာနဲ့ပြန်မလဲငါမှမင်းကိုစောင့်နေဖို့ကဲပေးဖို့အတွက်စီလည်းမရှိဘူးဆိုပြီးတော့ပြောလာတဲ့အခါမှာတော့ဘတ်မန်ကမင်းငါကိုကဲပေးဖို့မလိုဘူးဘလူကမှလည်းငါကိုကဲပေးဖို့မလိုဘူးလို့ပြောရင်လည်းလင်းရင်ပေါ်ကနေပြီးတော့ခုံချပြန်တန်းလာခြင်းကတင်မောပေါ်မှာ DJ တီးနေတဲ့ DJ ဆိုင်ရဲ့ခေါင်းပေါ်ကိုထိုက်ရိုက်ပြုတ်ချသွားခဲ့ပါတယ်ဟိုဘဲကပြားသွားလို့ပြန်အောင်မှမဖောင်းနိုင် င်မှာဘတ်မန်ကဘေးနားမှာရှိနေတဲ့အသက်ကဲအင်ကြီးနဲ့လယ်မျိုးကိုအစ်ပစ်လိုက်တယ်။အဲ့ဒီအတိုင်းပဲတန်လန်းကြီးရေတွေကိုပစ်ချလိုက်ပါတယ်။ဆောက်ကလေးတစ်ကောင်ကထပ်ပြီးတော့ပြေးလာတယ်။ဓာတ်နဲ့ထိုးဖို့အတွက်ကြိုးစားတယ်။ဘတ်ဘတ်မန်ကစပင်ကနေဆွဲကင်ထားလိုက်ပြီးတော့အသက်ကဲအင်ကြီးဆွပေးပြီးဘောလုံးလိုပိတ်ကမ်းပစ်လိုက်ပါတယ်။အပြီးမှာတော့ကလေးကိုလိုက်ရှာနေတဲ့အမေကရန်နေတဲ့ဘတ်မန်ကိုတွေးလိုက်ရတဲ့အချိန်မှာသူကိုယ်တိုင်ပဲကြောက်လန့်ပြီးတင်မောဘော်ကနေပြေးပြီးတော့ခုန်ချလိုက်ပါတယ်။ဘတ်မန်ကလည်းအသက်ကဲအင်ကြီးတစ်ခုကိုပစ်ချပစ်လိုက်ပါတယ်။တစ်ချိန်တည်းမှာဆိုရင်လည်းတစ်ဖက်မှာမာဇာကန်ကလူဆိုးတွေမျက်နှာဖုံးကိုလာမယူနိုင်အောင်အတွက်စကားတွေပြောပြီးအချိန် ိန်တွေဆွဲထားပေမဲ့သူတို့စီကိုမျက်နှာဖုံးတွေတတ်ထားတဲ့ကောင်တွေကဒိုက်ရိုက်ကိုရောက်လာခဲ့ပါတယ်မျက်နှာဖုံးတတ်ထားတဲ့ကောင်ကကြည့်ရင်လည်းပြောတယ်ဒီ၃ရောင်းနဲ့တည်းမီလီယံလိုက်ချီပြီးဟဲဆိုပြီးတော့ဂျိန်းဝါရင်နဲ့ရှေ့ကိုတူလာနေပါတယ်အန်တင်မောပေါ်မှာတော့ Black Mask ကိုတိုင်းပဲ Batman ကိုချဖို့အတွက်ခုံစင်းလာခဲ့တယ် Batman ကဒီကောင်ကိုပိတ်ကံပစ်လိုက်ခြင်းကနိုင်ရန်တစ်ခုကိုကတ်သွားစေပါတယ်အဲ့ဒါကို Batman ကနှစ်ပန်းထဲကလိုပဲ Spear တိုက်ချပစ်လိုက်ပါတယ် ဒီတော့နဲ့လေဒီကောင်ကမကျေနပ်နိုင်သေးဘူးဘတ်မန်ကဘိုလင်ဘောတွေကိုဘယ်တစ်လုံးညာတစ်လုံးကင်ပြီးတော့ဘယ်တစ်ချက်ညာတစ်ချက်မျက်နှာတွေကြီးကိုပဲလွယ်လွယ်ပြီးတော့ရိုက်ပြင်နေပါတယ်ပြီးတော့သူတို့ကကျမ်းမြင့်ကိုပါပေါက်ပြီးအောက်ကိုပြုတ်ကျသွားခဲ့တယ်ငါဘလောက်ထိအရေးမပါလဲပြောသမ်းမအောင်ငါကအဲ့လိုပြောခံရတာကိုစောက်ရမ်းကြိုက်တာကွာလို့ပြောအပြီးမှမြေကြီးမှာလဲနေတဲ့ black mask ကို share ချိန်နေပါတယ်ဘတ် black mask မှာဆိုရင်ဂျိုးလက်နက်တစ်ခုရှိနေသေးတယ်အဲ့ဒီဂျိုးနဲ့ဘတ်မန်ရဲ့လေပင်ကိုဆွဲဆောင်ပြလိုက်ပြီးတော့သွေးတွေထွက်လာတဲ့အထိညစ်တက်ပြနေပါတယ်ဘတ်မန်ကယုံမှုဂျိုးသားတယ်နောက်ဆုံးသူ့ရဲ့ခေါင်းကအချွန်တွေကလှုပ်လာပြီးတော့ရှေ့ကို ထိုးဆိုင်သွားတယ်။အဲဒီဂျူရီနဲ့ပဲရိုမန်ရဲ့မျက်လုံးကိုထိုးပေါက်ပြစ်လိုက်ပါတယ်။ဆောက်ရမ်းလိုက်ပါတယ်။မျက်လုံးကန်းသွားခဲ့တဲ့ Black Mask ကတတိတွေပဲချိန်ချောင်းနေပေမဲ့ Batman ကရှေ့ကောင်နေလို့ပဲအသက်ကယ်အင်ကြီးဝေပေးပြီးတော့ခြေထဲကိုပြစ်ချပြစ်လိုက်တယ်။ Server Room စီကိုဝင်သွားခဲ့ပါတယ်။တစ်ဖက်မှာဆိုရင် Mother တို့ကလည်းအပြစ်ခံရတော့မယ့်အရေးကိုစိုင်းနေတယ်လို့ Comic ကအခုနအိမ်မဆိုးစီကနေလန်နိုးလာတဲ့ Bruce Lee တို့ရဲ့စကားဝိုင်းစီကိုပြန်ရောက်သွားခဲ့ပါတယ်။ Bruce Lee ကပြောတယ်သူကအမေသေးတယ်ဆိုတာကိုအိမ်မက်တွေခဏခဏမှတ်နေတယ်ဆိုပြီးတော့ပြောပြလာတယ်။ဒီတော့ Mother ကလည်းပြောတယ်ငါကတနစ်သေးကိုသေးမှာပဲ။ပြီးတော့ Mingo Rain ်ကလည်းတနေ့တေးมาပဲဆိုပြီးတော့ပြောရင်ねဘတ်မန်ကဆာဗာရုံးထဲမှာအသေးခံပြီးတော့ဘုံတွေကိုဆွဲပြီးတော့ဖောက်ပြက်လိုက်တာကိုမြင်ရတယ်။ဆာဗာကထောင်းသွားပြီးတော့ပတ်စံအမောင်းတွေလည်းပျောက်သွားခဲ့တာကိုမြင်ရတယ်လို့ဘတ်မန်ကလည်းရေရောက်သေးကိုနစ်မြုပ်သွားခဲ့ပါတယ်။ဆက်ပြီးတော့မာတာရဲ့စကားကိုမြင်ရတယ်။ငါတို့ကတေးကိုတေးมาပဲဆိုပေမဲ့နောက်ထပ်အချိန်အကြာကြီးအကြာကြီးအထီတော်ငါတို့ကတေးအောင်မှာမဟုတ်သေးဘူး။ Cebrus မင်းရဲ့အဖေတေးသွားပြီးတဲ့ကမင်းရဲ့စိတ်တွေမင်းရဲ့စကားတွေကအရင်နဲ့မတူတော့ဘူးဆိုတာကိုတွေ့ရတယ်။ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကိုပိုကောင်းတဲ့အရာတွေအတွက်အသုံးပြုလို့ရတယ်။နာကျင်မှုဆိုတာကိုဝေယ ံတစ်ခုကိတ်တစ်ခုလိုမျိုးခြုံဝေပြလိုက်နေတိုင်းကြုံလာတဲ့အရာတိုင်းမှာမကောင်းတဲ့အရာတွေကိုဖြစ်မလာအောင်တားဆီးပြလိုက်အဲ့ဒါကသာအခုလိုအိမ်မဆိုးတွေကိုအနိုင်ယူနိုင်မဲ့တစ်ခုတီတော့နီလံမယ်အဲ့ဒါကသာမင်းကိုအရာအားလုံးကိုအမြဲနိုင်စေနိုင်မဲ့တစ်ခုတီတော့နီလံမယ်ဆိုပြီးတော့သူ့ရဲ့အမေစီကနေသူ့ဘတ်မန်ဖြစ်လာဖို့အတွက်အတိတ်ပဲအရှိဆုံးတွန်းအားပေးစကားတွေကိုကြားလိုက်ရပါတယ်ရေရောက်တဲ့ကိုနေဝင်သွားနေတဲ့ဘရုစ်ကိုအယ်ဖရက်ကလာပြီးတော့ကယ်ပေးခဲ့တယ်ဘတ်မန်ကဒီတနေ့တော့ဆက်ပြီးတော့အသက်ရှင်ခဲ့ပါတယ်ဒီ issue အတွက် credit ဆင်းမှာတော့ဂျိုကာလို့ယူဆရတဲ့လူချန်တာထိတ်ဆုံးကောင်းသော ောင်တယောက်ကိုတွေ့ရတယ်။ဒီကောင်က Black Mask ကိုခိုင်းနေတူပဲဖြစ်တယ်။အခုလည်း Black Mask ကကြာရှုံးခဲ့ပြီဆိုတဲ့သတင်းကိုကြားရတဲ့အခါဘိန်းကိုငါးစီကိုလွတ်လိုက်ဆိုပြီးတော့ပြောတာကိုမြင်လိုက်ရပါတယ်။စောက်ကြမ်းကြီးအတွက်ဒုတိယ villain အနေနဲ့ကတော့ Batman ကိုခါချိုးနေကြ villain Bane လာမှာဖြစ်ပြီးတော့ Bane ဘယ်လိုပုံစံနဲ့လာမလဲဆိုတာကိုလည်းရင်ခုန်နေမိပါပြီ။ And Manat ကပဲအခု Absolute Universe ကပဲ Absolute Flash လဲထားထားရှိပါတယ်။အဲ့တော့ကြောင့် Absolute Flash ကိုလည်းအမြန်ဆုံးတင်ပြထားအောင်မလို့စိတ်ဝင်စားကြရဲဆိုရင်အဲ့ဒီ video မှာလည်းလာရောက်စီမျောပေးကြပါအောင် and as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေး ခြင်းကြာအဲဆိုရင်တော့ဗီဒီယိုကြီးတက်လာတဲ့အခါ US တွေပြန်လေးခံပြီးရကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးကိုစုံအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်